ရာကတော့သူက topic 1အတွက်ပေါ့နော် topic 1ကတော့အကြားဆွမ်းရည်ရာတိကနေပြီးတော့30အထိအဖက်ဆွမ်းရည်ရာကျတော့30တိကနေပြီးတော့80အထိနော်အားလုံးအပုတ်လောက်လေးဆိုရင်အပုတ်40ဖြေရမှာဖြေရမှာမနေ့ကတော့3ပုတ်တင်ပေးထားတာအဲ3ပုတ်ကိုအဖြေလေးတွေကိုတူတူပြန်ပြီးတော့ကြည့်ရအောင်နော်30တိကနေပြီးတော့33ကဘာအကြောင်းရည်နေပတ်သက်ပြီးတော့သူကပြောထားတာလေးဆိုရင်နည်းနည်းလေးတူတူကြည့်ရအောင်နော် 33ကမူဩစေဒေဟံအေဒေဟံဆိုတာကနေပသက်ပြီမူဩစေဒေဟံဘာနဲ့ပသက်တယ်နေယုံဆိုတာကအကြောင်းအရာအင်နိကာဖြစ်ပါတယ်လေဘူကီဝါခချီဘူကီဆိုတာကဥပမာဘူကီဝါခချီဥပမာလူမျိုးအလမချန်ကန်ကြီးတဲ့ခောစလ်အရာကိုဂူရုရှိပရှိကိုယူချေပါတဲ့ရှိပရှိရဲ့ဒီပြပါပါဗောနော်ခက်အီဂျမ် တပုတ်ကိုသူကနှစ်မျက်စီပြီးတယ်။ဥပမာလေးပါပေးထားတော့ဥပမာလေးကိုတူတူကြည့်အောင်ဘိုကီဥပမာကပြောတယ်။ Oneron ဒီနေ့ကတော့ all you e တနင်္လာနေ့ Imnita Imnita ကတော့ဖြစ်ပါတယ်။ Naiden မနေ့ပြန်ကတော့ Hwa you e in ga ni Imnita ဖြစ်ပါတယ်။မနေ့ပြန်ကကျတော့ in ga ni ဖြစ်ပါတယ်။နံပါတ်1ကဂုံဘူးလိလာချင်းနံပါတ်2အော်လ်ကူလ်မြန်နာနံပါတ်3ကယူအီနီ နံပါတ်၄ရအခဲချောဥရုယာတိဆိုတဲ့အတွက်ဖြေမှန်ကနံပါတ်၃ဖြစ်သွားပါတယ်နိတနင်္ဂနွေတနင်္လာအင်္ဂါဘုဒ္ဓဦးအနာဒီအကုန်လုံးကယူအီနိဆိုတဲ့အတွက်ဖြေမှန်ကနံပါတ်၃ဖြစ်သွားပါတယ်31စာကွာစာကွာစွာကပန်းတိစာကွာကယစ်စမီတာပန်းတိကရှိပါတယ်စုဘဂန်ဖေဒီကတော့အပ်စမီတာဣတာကရှိတယ်အပ်တာကမရှိပါအဲ့ဒီမှာသူက စမနီတာရင်းနဲ့ပေါင်းသွားတာစမနီတာရှိပါတယ် ops မနီတာမရှိပါဘူးနံပါတ်1ရှိကန်အချေနံပါတ်2ကွာဤအတီနံပါတ်3ဝန်ဒိုအာကစားနံပါတ်4ခါချုပ်မိသားစုဆိုတဲ့အတွက်အဖြစ်မှန်လေးကနံပါတ်2ဖြစ်သွားပါတယ်ကွာဤအတီစာကွာစူပတ်အဲ့ဒါဒီအကုန်လုံးကအတီးနှံနေဆိုတဲ့အတွက်ဖြစ်မှန်လေးကနံပါတ်2ဖြစ်သွားပါတယ် 동생 니, 네. 저는 마가로 전호가로 열다섯. 살 아상가 다섯살입니다 상한이 빛바래 언니, 언니로 뼈다리 가자로 좋아자로 디아즈마번호 저는 마가로 열다섯 살입니다 상한이 빛바래 언니는 마가로 열이곱 살 석훈언니입니다. 빛바래 နာရကြတော့အသက်နလ်ချာယဆွေနံပါတ်2ကနံပါတ်3ကအီရမ်နမေနံပါတ်4ကြတော့နာရာနိုင်ငံဆိုတဲ့အတွက်ဖြေမှန်လေးကနံပါတ်1ဖြစ်သွားပါတယ်နာအီအသက်နံပါတ်33ဆူမီရှိနန်ဆူမီကတော့ဒါနမေနောက်မှာရှိထဲခေါ်တယ်အသက်မပါတဲ့အတွက်သူကိုနင်းနဲ့ပေါင်းတော့ ။ဆူမီရှိနဆူမီကတော့ဝေဆာဝန်ကုမ္ပဏီဝန်ထမ်းအင်ဒီတာဖြစ်ပါတယ်။ဆူမီကကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်။ကွန်ပျူတာဆိုတာကကွန်ပျူတာဝေဆာရဲ့ကုမ္ပဏီမှာဒါနိမနီတာတက်ရောက်ပါတယ်။အတူရဲ့မူရင်းကရိယာကကြတော့ဓာနီတာ။အဲောင်းဆိုရင်တက်တယ်ပေါ့။ကုမ္ပဏီမှာကြတော့အလုပ်လုပ်တယ်။တီဆိုတဲ့အိဗယ်သာကိုဖြိုးလိုက်တယ်။ အသက်မပါတဲ့အတွက်သူတဲဆိုတဲ့အတိဘယ်ဘာနဲ့ပေါက်လိုက်တာလဲဖမနီတာနဲ့ပေါက်လိုက်လို့ဒါနိမနီတာဖြစ်တာလားကွန်ပျူတာဝေဆာရဲ့ဒါနိမနီတာကွန်ပျူတာကုမ္ပဏီမှာလုပ်လုပ်တယ်နံပါတ်1ချီမီဝါဒနာနံပါတ်2ချီကော့အလုတ်ကိုင်နံပါတ်3ရက်ဆုချင်းစုချင်းနံပါတ်4ရှော့ပင်းဈေးဝယ်ထွက်ချင်းဆိုတဲ့အတွက်ပြေမှန်လေးကနံပါတ်2ဖြစ်သွားပါတယ်ချီကော့အလုတ်ကိုင်ဖြစ်ပါတယ် ဒါဆိုရင်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်နော်အားလုံးကျေးဇူးများတင်ပါတယ်